မင်္ဂလာပါကုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့ဇာယိဆရာဇောရင်ရေးသားတဲ့တွေးစရာတောစရာစဉ်းစားစရာ ပါဝင်တဲ့အစေးတွေတဲ့ကတပုတ်ဖြစ်တဲ့စိတ်ထားသောပြတင်းတကားများဆိုတဲ့အစေးစကားပြေပဲဖြစ်ပါတယ်။နာစင်ခန်းစားအားပေးကြပါဦး။စိတ်ထားသောပြတင်းတကားများခေတ်အဆက်ဆက်တွင်လူတို့သည် ဘေးအန္တရာယ်မှ လုံခြုံရန်တတိုင်းမြောင်ကိုတိဆောက်ခဲ့ကြ၏။နိုင်ရန်များကိုကာရန်ခဲ့ကြ၏။တဖန်လေးပဲလေးတန်းနိုင်ရန်များကြောင့်ပိတ်လောင်မွန်းကျက်လာကြသောအခါပြတင်းတကားများကိုပြုတ်လုဖန်တီးကြပြန်၏။ဖွင့်ထားသောပြတင်းတကားများမှတဆင့်နေကြီးဝါတို့ကသုံးဖြာလက်လက်ဖြန့်ပတ်၏။လေပြင်းညင်းတို့ကဖြော့ဖြော့အေးအေးတိုက်ခတ်၏။ ရှုမြုံမဆုံးသောဆေးရောင်စုံကပားကြီးကိုလေပရင်ပေါ်မှာမေးထောက်ပြီးငေးမောကြည့်ကစိတ်ကူးအိမ်မက်များ ဖြန့်ကျက်နိုင်ပါသေးသည်ပရင်တကားများသည်လူတို့ဖြတ်သန်းနေရသော နေ့စဉ်ဘဝများတွင်အရေးပါသောနေရာတစ်နေရာမှပါဝင်ပတ်သက်နေပါသည်ပရင်တကားတွေကိုလူတိုင်းတွန်းဖွင့်ကြည့်ဘူးကြဖွင့်ထားသော သတင်းတကားများမှနေ၍လေပြင်ပကပါကိုမြုံငေးဘူးကြမည်သတင်းတကားမရှိသောအိမ်ဟူ၍မရှိ မိုးထီမြင့်မှ တိုက်တာများတွင်လေသတင်းတကားများရှိရိုင်နဲ့နဲ့တဲပုတ်လေးမှလေသတင်းတကားများရှိဈေးရုံ၌လည်းရှိသည်စာသင်ကျောင်း၌လည်းရှိသည်နေရာတိုင်းတွင်ပြတင်းတကားများရှိကြပါသည် ပြတင်းတကားများမရှိသောကဘာတွင်မြည်သူတဦးတယောက်တော်မှ နေနိုင်လိမ့်မည်မဟုတ်ပေ။စာအုပ်သည်အသိပညာ၏ပြတင်းတကားဟုဆိုပါလျင်စာအုပ်စဉ်သည်ပြတင်းများစွာတက်ဆင်ထားသောခင့်မီမိုးမြော်တိုက်ကြီးတစ်ခုပင် ထို့ကားစာအုပ်စဉ်မုံများစွာရှိသော စာကြည့်တိုက်သည်ခင့်မီတိုက်ကြီးများ အပြိုင်အယိုင်းဖြင့်ဖွဲ့တည်ထားသော ခင်မီမျိုးပြကြီးတခုဖြစ်ပေလိမ့်မည်ကျွန်တော်ပြောချင်သည်ကစာအုပ်စဉ်တစ်ခုအကြောင်းဒီဒီကြကြဆိုရရင်ကျွန်တော်အဖေဤအမေဤအဖေဤစာအုပ်စဉ်အကြောင်းဖြစ်သည်စာအုပ်စဉ်အကြောင်းမပြောမီအဖေဤအကြောင်းနည်းနည်းပြောပြခြင်းပါသည်အဖေဤသည်စာအလွန်ဖတ်သူတူဦးဖြစ်သည် ဇာတအုပ်ကိုနှစ်ချမ်းမိပြီဆိုရင်နေဆိုလေထမင်းစားဖို့မေးနေတတ်၏ညာဆိုရင်လေညနေသကောင်တိုင်းစာအုပ်ကိုလက်ကမချတော့အလွန်နှစ်သက်သောစာအုပ်ကောင်းများကိုလေမကြာခဏပြန်ပြန်ဖတ်လေရှိအဖေကြီးတွင် ရားနာရှိပါသည်မတည့်သောပင်လယ်စာများစားမိလျင်ဖုံမှုတ်တွေရှူမိလျင်ရားနာထတတ်ပြီး တညလုံးအိတ်မရအောင်ကုန်နေရတဲ့သဖြင့်ဈေးအမြဲလိမ့်နေရ၏ထို့ကြောင့်အဖေဤသည်အစားတောက်အနေတိုင်းအလွန်စင်ကျင်လေးရှိတို့ရာတွင်စားအုပ်များနှင့်ပတ်သက်လာလျင်မူအဖေဤသည်ရားနာထမြီကိုပင်တတိမရနိုင်တော့ဖေးဤသည်စားအုပ်စဉ်ကို မကြခဏတန်ရှင်းလှုပ်လေးရှိသည်ထိုခါများ၌ဖုံမှုတ်တွေရှူမိလျင် ရာနာထမည်ဆိုသဖြင့်နှာခေါင်းစည်းတက်ကလက်အိတ်ဆွတ်ထားတက်သောကြောင့်ရုတ်တရက်ကြည်လိုက်ရင်ခွဲစိတ်ဆရာဝန်ကြီးတယောက်နှင့်ပင်တူသေး၏အဖေရာနာထမည်ဆိုသဖြင့်အမေကြီးကရှင်းပေးမည်ဟုဆိုတော်လဲလက်မကန်စာအုပ်စဉ်ကိုကိုယ်တိုင်ရှင်းရမှကြေနပ်သည်သို့တော်လဲစာအုပ်စဉ်ရှင်းပြီးတိုင်းရာနာပြန်ထတတ်သဖြင့်အမေကြီးနှင့်မကြာခဏစကားများရ၏ မြည်တို့ပင်ဖြစ်စေဘေးကြီးကတော့အချိန်တန်လျင်နှကောင်းစီတက်လျက်လက်အိတ်ဆွတ်လျက်ဆေးလိမ့်လျက်နဲ့စာအုပ်စင် ရှင်းတက်စမြဲပင်စာအုပ်ဟောင်းဆိုင်မှာစာအုပ်ကောင်းများရလာသည့်အခါများတွင်တော့အဖေကြီးသည်အကာအကွယ်အပြည့်စုံမှုစဉ်ကတနေကုန်ထိုင်ဖက်နေလေတော့၏အဖေကြီးသည် စာအုပ်ဖတ်သူဖြစ်ကြောင်းစာအုပ်စင်ကြီးကသက်သေခံနေပါသည် စာအုပ်စင်ဟုဆိုရတော့ညာလေးအမှန်မှလူတရက်ကြော်ကြော်မြင့်သောတစ်သားဘီရိုကြီးတစ်လုံးထဲတွင်စာအုပ်တွေထည့်ထားခြင်းသာဖြစ်၏ဒိုစာအုပ်စင်ကြီးသည်ကျွန်တော်မမွေးမိကလေးရာရှိနေခဲ့သောကြောင့်တတန်းအဖြစ်အတော်အတန်ကြီးရင်လာပြီစာအုပ်စင်နဲ့ရှိသောစာအုပ်များလည်းအဖေးတသက်သာဖတ်မှတ်စုဆောင်းထားသောစာအုပ်များဖြစ်သောကြောင့်များပြားစုံလင်လှ၏ ကျွန်တော်တို့မိသားစုသည်နေမှာအခြေချနေထိုင်ကြပြီး အဖေတို့ကရန်ကုန်မှာနေကြ၏ကျွန်တော်ငယ်စဉ်ကຫນွေရသည်ចောင်းရက်ရှိပိတ်တိုင်းအမေကမျက်စိနောက်တက်တောင်ကျွန်တော်အဖေတို့အိမ်သို့ ပို့ထားလေးရှိသည်ဖေတို့အိမ်တွင် အဖေအမေနှင့်ဦးလေးတို့သာရှိကြသဖြင့် ကျွန်တော်နှင့်ကစားရန် ကစားဖို့မရှိကြသို့နှင့်တနေ့ ကျွန်တော်တယောက်တည်းပြင်းပြင်းရှိသဖြင့်ဖတ်เสียကတ်တုံးစာအုပ်တအုပ်တလီရလို့ရညာရှာဖွေကြည့်ရင်းနဲ့အဖေကြီးစာအုပ်စင်နာသူမျက်စိလေကရောက်သွားသည် သူဤရှိတော်မှောက်သူ ရောင်ချာချာနဲ့ရောက်လာတော့ကျွန်တော်ကိုစာအုပ်စင်ကြီးကအိန္ဒြေကြီးတခွဲသားနဲ့တချက်မြငုတ်ကြည့်စကားတော့တခွန်းမှမပြောသို့တော်လေသူဤအကြည့်ကဟဲ့ကောင်လေး မင်းဖက်ခြင်းနဲ့စောင်းမျိုးငါ့စီမှာမရှိဘူးကွာဟု ပြောနေတကယ်သူပင်စောင်းစဉ်တကားဟိုအသာဆွဲဖွင့်ကြည့်လိုက်တော့နှာခေါင်းဝါတို့အလူရွက်တိုးဝင်လာကြတော့ပယုတ်လုံးနံ့များနဲ့အတူအထဲမှာစောင်းများက ကျွန်တော်ကို ထူးဆန်းအံ့ဩစွာဖြင့်ပြန်ကြည့်နေကြ၏စောင်းစဉ်ကြီးသည်အဆင့်၄ဆင့်ရှိပြီးစောင်းများကိုလေသူ့အဆင့်နဲ့သူအမျိုးအစားခွဲကား သသရရစီထည့်ထားပါသည်အပေါ်ဆုံးအဆင့်တွင်ကျွန်တော်မဖတ်တတ်သောမြမအခရာနှလုံးစင်များဖြင့်ရေးသားထားသည့်စာအုပ်ကြီးများရှိသည်ဒုတိယအထပ်မှာတော့ဂုံပေါင်းရှာပုံတော်ဥကလာရာဇဝင်စာတော်ရာဇဝင် စာအုပ်ကြီးများနှင့်အင်္ဂလိပ်ဝတ္ထုများက နေရာယူထား၏တတိယနှင့်ဒုတိယအထပ်တို့၌မူဝတ္ထုစာအုပ်အများပြားနှင့် အခြားသောတုဒ္ဒရသစာဥစာရဲများကိုတွေ့ရသည်သူဖြစ်ကျွန်တော်လက်လန်းမီရအထက်များမှကျွန်တော်ဖတ်လို့ရမည်စာဥများကိုရှာကြည့်မိတော့အရင်ဆုံးတွေ့လိုက်ရသည်မှာတက္ကသူဘုံနိုင်တက္ကသူတင်မြင့်နှင့်မူမူအင်းရတဲ့တက္ကသူကြောင့်ဖတ်စာအုပ်တွေထင်မရဲ့ကျွန်တော်နားလေလိမ့်မည်မဟုတ်ထက်ရှာကြည့်တော့ နွန်ကြတိုင်းနဲ့ကျွန်တော်စိတ်ဝင်စားသွားမိသည်တရုတ်တိုင်းဇလန်တွေတွေမှာပါတတ်သောလျှို့ဝှက်တိုင်းချမ်းတွေလိုမျိုးလားမသိထို့ကြောင့်အလင်းမြန်ဆွဲလူပြီးလှန်လျောဖက်ရှုကြည့်သောအခါကျွန်တော်အထင်းနဲ့အမြင်တက်တက်စင်အောင်လွဲပါတော့၏လက်ဆတ်တော့နွန်ကြတိုင်းဆိုတာဝတ္ထုရေးသည့်စာရေးဆရာအမည်ဦးဒီလိုနဲ့ စားအုပ်စင်ရှိတွင်ဂုံဂုံကွားဖြင့်အချိန်အနည်းငယ်ကြာအောင်ကြိုးစားပန်းစားရှာဖွေလိုက်သောအခါနောက်ဆုံးတွင်ကျွန်တော်ဖတ်လို့ရနိုင်လောက်သောစားအုပ်တအုပ်ထွက်လာပါသည်ထိုစားအုပ်ကတော့ရွှေဥတောင်း၏ပထမံဆရာသိန်းဖယင်းဖယင်းနဲ့ကျွန်တော်ကိုယ်တိုင်စားအုပ်ထဲသို့ဝင်ရောက်သွားပြီးပထမံဆရာသိန်းနဲ့အတူရင်တထိတ်ထိတ်နဲ့တက်ကြွလှုပ်ရှားနေမိသည်မှာနောက်ဆုံး ပထမဆရာသိန်းသိဆုံးသွားမှပင်စာအုပ်ထဲမှမထွက်ခြင်းထွက်ခြင်းဖြစ်ထွက်လာခဲ့ရ၏အိုးဒါကြောင့်လေအဖေကြီးကစာအုပ်တွေကိုမထတမ်းဖတ်တာကိုဟုလေကျွန်တော်ညံတော်တော်တမိုက်ကလေးနဲ့ကောက်ချက်ဆွဲလိုက်မိပါသေးသည်ဤသို့ဖြင့်ကျွန်တော်သည်ရွှေဦးတော်ဤစာဖတ်ပရိသတ်တယောက်ဖြစ်လာခဲ့ပြီသူဤဇုံတော်ကြီးဦးဆန်ရှား ဆိုဟိတ်ကျမတာကူကူကြီးစသောစကောင်များသည်လေကျွန်တော်ဤဟီးရိုးများဖြစ်လာပါတော့ဤနောက်ပိုင်းတွင် ကျွန်တော်သည်စာအုပ်စင်ကြီးတွင်ရှိသောစာအုပ်များကိုအမျိုးစားမရွေးပဲဖတ်ပြလာပါသည်ယခင်ကညီငွေပွဲကောင်းသည်ဟုထင်ခဲ့မိသောရာဇာတို့ရေတော်ပုံချမ်းကုန်းမောင်ရှာပုံတော့စသောရာဇဝင်စာအုပ်များကိုလေဖတ်တက်လာခဲ့သည်စကြီးဆယ်ပွဲ့ ဓမ္မပဒဝတ္ထုများစသောဘာသာရေးစာပေများကိုလည်းဖတ်ပြခဲ့သည်ထိုအချိန်မှစ၍စာအုပ်စင်ကြီးသည် ကျွန်တော်၏မွန်းကျက်နေသောနေရံများတွင်ပဒင်းတကားများကိုတက်ဆင်ပေးခဲ့ပါသည် နောက်ပိုင်းတွင် အဖေတို့အိမ်တို့ရောက်တိုင်းစာအုပ်စင်ကြီးနှင့်သာအဖွဲ့ကြနေခဲ့တော်၏စာအုပ်စင်ကြီးကလည်းကျွန်တော်ဒေါ်ရာဆွေညိုမြဇောကြီးမဟာဆွေ ခင်နှင်းယူ ရန်ကုန်ဘားဆွေမြသန်းတင့်သိမ့်ဖိန်မြင့်စသောစာရေးဆရာများနှင့်လည်းမိတ်ဆက်ပေးခဲ့ပါသည်ကျွန်တော်အလွန်ရင်းနှီးကျွမ်းဝင်သောစာရေးဆရာများကိုလည်းအဖေယူခွင့်တောင်းပြီးကျွန်တော်အိမ်သို့အပီးပိုင်ခေါ်လာတတ်သည်မှာယခုဆိုရင်စာအုပ်စဉ်အသေးစားတစ်ခုစာပင်ရှိနေပြီကျွန်တော်ကဲ့သို့ပင်အခြားသောဝန်ကွယ်မောင်နှမများအဖေကြီးမိများလည်း စာရေးဆရာကြီးများကိုမကြာခဏဆိုသလိုခေါ်ဆောင်သွားတတ်ပါသေးသည်တို့ပါတော့လေအဖေကြီးစာအုပ်စင်တွင် စာအုပ်များယော့သွားသည်ဟု၍မရှိပဲပို၍ပို၍တိုးလာမြဲပင်လိုင်းတို့ဒီကန်းဆက်စီတို့အဆက်မပြတ်ရိုက်ခတ်လျက်ရှိကြ၏ လိုင်းတို့၏ရိုက်ပုတ်မှုကြောင့်အချိန်ကြာမြင့်လာသောအခါအချို့သောကြောက်ဆောင်များသည်ခြုံမြထက်ရှလာကြပြီး အချို့သောကြောက်တုံးများကတော့ချုံးမတောက်ပြောင်လာကြသည်လိုင်းကတော့အစင်မြဲရိုက်ခတ်နေစေကျွန်တော်တို့သည်အသက်ရွယ်ကြီးရင်လာသည်နှင့်အမျှဖတ်ရှုကြသောစာအုပ်များလည်းပြောင်းလဲလာတတ်၏ငယ်စဉ်ကအလွန်ဆွေးလန်းခဲ့သောစာအုပ်များသည်ယခုအချိန်တွင် ပြန်ဖက်ကြည့်တော့အခါငယ်စဉ်ကလိုခံစားမှုမျိုးမရရှိနိုင်တော့တခါတည်းရန်စာအုပ်က လူကိုပြောင်းလဲစေတတ်ပြီးတခါတည်းရန်တွင်မူလူကစာအုပ်ကိုပြောင်းလဲစေတတ်ပါသည် စာအုပ်တုပ်သေးကပင်လင်းစာဖတ်သူတယောက်တည်းကိုဖတ်ရှုသည့်အချိန်ကာလပေါ်မူတည်၍စာဤအနှစ်သာရများကိုပြောင်းလဲပေးစွမ်းနိုင်ပါသည် ဖေကြီးစာအုပ်စင်တွင်ယခုချိန်ထိကျွန်တော်မဖတ်ဘူးသောစာအုပ်ပေါင်းများစွာကြံရှိနေပါသေးသည်ငယ်စဉ်ကလက်လန်းမမီခဲ့သောစာအုပ်စင်အပေါ်ဆုံးတက်မှဝိပဿနာစာအုပ်ကြီးများကိုလည်းယခုချိန်ထိလက်လန်းမမီနိုင်သေးကျွန်တော်လက်ကပဲတူလွန်းနေသောကြောက်လားစာအုပ်စင်ကြီးကပဲမြင့်လွန်းနေသောကြောက်လားတနေ့နေ့တစ်ချိန်ချင်းကြာရင်တော့ လက်လန်းမိနိုင်ကောင်းပါရဲ့အကယ်၍စာအုပ်စင်ကြီးသည်တောင်ကြီးတောင်ဖြစ်ခဲ့လင်ခါမတမ်းမဲထိုတောင်ကြီးကိုဖြိုမီးဟုလက်သီးလမောင်တန်းကကျုံဝါကျွေးကြော်နေသောခါကျင်တကောင်သည်ကျွန်တော်သာလင်ဖြစ်၏ထိုခါကျင်ကောင်သည်ခါမတန်းတော်လေမြည်သည့်နိနိမြမန်လျှော့လိမ့်မည်မဟုတ်ပါခြေလက်များတစားသည့်ပြုတ်ထွက်က ခါပိုင်ကျိုးသွားသည့်တန်အောင်ဆက်လက်ဖြိုးနေအောင်မည်ဖြစ်သည်ပင်ရကားများသည်အထက်သို့ရောက်လေလေမြင်ကွင်းကြကြမြင်ရလေလေဖြစ်သည်မြင်ကွင်းအကျယ်ဆုံးနှင့်အဝေးဆုံးကိုမြင်လိုလျင်အမြင့်ဆုံးပင်ရကားများကိုဖြွင့်ကြည့်ရပေလိမ့်မည်လောကတွင်လူတို့သတိမထားမိသဖြင့်မဖြွင့်ကြည့်ရသေးသော ပဒင်းတကားပေါင်းမြောက်များစွာရှိပါသည် တချို့ပဒင်းများကထယံမောက်သာသာရှိတော်လေတချို့ကအတိုင်းအဆမရှိ ကြီးမားဤထယံမောက်သာသာပဒင်းမှပြင်လင်လာမင်းကြီးကို ကြည့်၍မြင်နိုင်လင်မိုးကောင်းငင်ကြီးတစ်ခုလုံးစัจ java လာကြီးတစ်ခုလုံးကိုကြည့်၍မြင်နိုင်သောပဒင်းတကားများလေရှိပေလိမ့်မည်မြည်သည့်ပဒင်းတကားကိုဖွင့်လင် မြည်သည့်မြင်ကွင်းမြင်ရမည်ကို မြည်သူမျှမသိနိုင်ပါပြတင်းစကားများသည်တော့ခတ်မထားပါချက်ချမထားပါစေယုံသာစေထားပါသည်နိုင်ရန်လေးဘက်ကရထားသောအမှောင်ကပါကြီးမှ ထွင်းဖောက်ထွက်နိုင်ရန်စေထားသော ပြတင်းစကားများကိုတွန်းဖွင့်လိုက်ယုံပင်လောကတို့အလင်းရောင်တို့သဲဆောင်လာပေးမိပြတင်းစကားများသည် အားနှင့်မန်နှင့်တွန်းဖွင့်လာမိလက်များကိုစောင့်ဆိုင်းကြိုဆိုလျက်ရှိနေသည်ဆိုရင်ဒီအဆေးကိုဖတ်ပြီးတော့ကျွန်တော်ကသူဘာကိုဆိုလိုချင်တာလဲဆိုတော့ဒါကျွန်တော်မြင်တာကျွန်တော်ပြောတာနော်သူဆိုလိုချင်တာကကျွန်တော်မြင်တာကျွန်တော်ပြောပြီနော်ဒီ session ကသူကစအုပ်စင်ဆိုတာပဒင်းတကားပဲ သေးတာလည်းရှိမယ်ကြီးတာလည်းရှိမယ်ဒါပေမဲ့စာအုပ်သေးလို့ပဲဖြစ်ဖြစ်အကြောင်းအရာသေးလို့ပဲဖြစ်ဖြစ်စာရေးစရာသေးလို့ပဲဖြစ်ဖြစ်ဟိုအဲ့ဒါတွေသေးတိုင်းကိုအလင်းပွင့်သွားမယ့်ဟာမှသေးတာမဟုတ်ဘူးလို့ကျွန်တော်မြင်တယ်အဲ့လိုဗီဒင်းတကာသေးသေးလေးကနေလေလာမင်းကြီးကိုမြင်နိုင်တယ်လာဆိုတာအပြင်မှာအကြီးပဲတကယ် reality site ကအဲ့ဒါမျိုးကို तू ပြောချင်တာအဲ့တော့စာအုပ်ဖတ်ဖို့ तू ပြောချင်တာစာအုပ်ဖတ်မယ်ဆိုရင်ညံအလင်းပွင့်တာစာအုပ်ထူတာတွေကြီးရတယ်နဲ့မဆိုင်ဘူး စောက်တတိလေးကနေလေညံလင်းအကြီးကြီးပွင့်သွားနိုင်တယ်လို့ဒီတပုတ်လုံးရဲ့အချုပ်ကိုသူဆိုချင်တာလို့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်အမြင်ပါဟိုအမြင်လွဲကောင်းလွဲပါလိမ့်မယ်အဲဒါနဲ့မဆိုင်မနောက်ထပ်ထပ်ပြောချင်တာကတော့သူနဲ့ကျွန်တော်နဲ့တူတာကတော့သူလဲရွှေဦးတောင်ကြိုက်တဲ့ဘုံကျွန်တော်လဲကြိုက်ပါတယ်ရွှေဦးတောင်ကိုကျွန်တော်အကြိုက်ဆုံးမှာအရင်ခေတ်ကဒီခေတ်ဟောင်းစာရေးဆရာတွေမှာကျွန်တော်အကြိုက်ဆုံးကရွှေဦးတောင်မှာရွှေဦးတောင်ထဲမှာကျွန်တော်မဖတ်ဘူးတာဆိုလို့ဗာလေ အဟာရနဲ့ကျန်းမာအောင်နေနည်းဆိုလားဘာလားမသိဘူးဘာလဲမသိဘူးဗျာသူအဲ့ဒါ fasting လုပ်တာပေါ့နော်အဲ့လိုပုံစံဥဆေးတာမျိုးအဲ့ဒါပဲကျွန်တော်မဖတ်ဘူးတာကြားဘူးတယ်ကျွန်တော်မဖတ်ဘူးတာကျွန်တော်အဲ့ဒါကိုစိတ်မဝင်စားလို့ကျန်တာအကုန်လုံးလို့လို့ကျွန်တော်ဖတ်ဘူးပါတယ်ဒုတိယကျွန်တော်အကြိုက်ဆုံးကတော့ဆရာမင်းလူပါဆရာမင်းလူစာအုပ်အကုန်လုံးလို့လို့လည်းကျွန်တော်ဖတ်ဘူးပါတယ်အဲတခုတော့ရှိတယ်မမှတ်မိတာတချို့တွေကကြတော့အယမ်းမိုက်ပါတယ် ဟိုဘယ်ဝတ္ထုဆိုဘယ်ဇက်ကောင်ဘယ်ဝတ္ထုဆိုဘယ်အကြောင်းအားလုံးမှတ်မိတယ်ကျွန်တော်အဲ့လိုမမှတ်မိတာဒါပေမဲ့ကျွန်တော်အကုန်လုံးလို့လို့ဖတ်ဘူးပါတယ်လို့ကဲဒီနေ့တော့ဇာယေးဆရာဇော်ရင်ရဲ့စိတ်ထားသောဗီဒင်းတကားများဆိုတဲ့ခံစားမှုတွေးတောမှုပေးတဲ့အစေးသကပြေကိုကျွန်တော်ຫນွေလင်းရင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့သူများအားလုံးပဲစိတ်ရှိကြံကိုမှတွေ့လို့အိတ်စီတန်လိုရာ ပြေကြပါစေ။ကျေးဇူးတင်ပါတယ်။